ိုင်းနိုင်ငံမှာဆေးချောက်ကိုအပန်းဖြေမှုအတွက်သုံးတာကနေဆေးဘက်ဆိုင်ရာအတွက်ပဲသုံးရတော့မှာဆိုပြီးတော့ကန့်တတ်လိုက်ပါပြီ။ ဒီဥပဒေသစ်ကိုအများပြည်သူကျန်းမာရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီးတော့အခုစီးမြင့်သစ်ရဆိုရင်တော့စေးချောက်ကိုစေးဘက်ဝင်အပင်အဖြစ်ပဲတရားဝင်ပြတ်တက်မှတ်လိုက်တာဖြစ်ပြီးတော့စေးချောက်ကိုရောင်းတာတွေဒီအပန်းဖြစ်မှုအတွက်အသုံးပြုတာတွေကြော်ညာတာတွေကိုလုံးဝတားမြစ်လိုက်ပါပြီထုတ်ပြန်ထားတဲ့စီးမြင့်အစ်စ်တွေကဒီစေးချောက်ပင်ရဲ့အဖူဒါမဟုတ်ပေါ့နော်အပွင့်အကုန်လုံးကိုစေးဘက်ဝင်အပင်ဖြစ်နေလုံးဝတက်မှတ်လိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်ဒီစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ပေါ့နော်စေးချောက်ကိုလေ့လာချင်တာတင်ပို့ချင်တာရောင်းချချင်တာဒါမှမဟုတ်စေးချောက်ကိုပြန်ပြီးတော့ပြည့်ပြင်ထုတ်လုပ်ချင်တာဆိုရင်တော့ဒီ ြည်တွင်ထုတ်လုပ်လိုသူတွေကဒီပုံမှန်46ရာလိုင်စင်လျှောက်ထားရမှာဖြစ်ပါတယ်။လိုင်စင်ရပြီဆိုရင်တော့ဒီ46ထွက်ကုန်တွေရဲ့အရင်းအမြစ်အသုံးပြုပုံ၊သုံးလောင်းပုံတွေနဲ့ဒီတင်ပို့ပုံတွေအကုန်လုံးကိုအနာပိုင်တွေစီကိုတင်ပို့အကြောင်းကြားရမှာပါ။46ကို vending machine တွေဒါမှမဟုတ်စီးပွားရေးလုပ်ငန်းတွေအတွက် online platform တွေကနေတဆင့်နဲ့လုံးဝရောင်းချလို့မရတော့ပါဘူး။ နောက်ပြီးတော့အများပြည်သူဆိုင်ရာနေရာတွေပြီးတော့ဘော်ဒါဆောင်တွေကျောင်းတွေဘာသာရေးနဲ့ပတ်သက်တဲ့နေရာတွေအဲတရိတ်ဆန်ယုံတွေပန်းချန်တွေဥယျာဉ်တွေနောက်ပြီးကစားခွင့်တွေအပါအဝင်ဘယ်နေရာမှာမှတရားဝင်ရောင်းချခွင့်မရှိတော့ပါဘူး။ ဒါပေမဲ့ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်အတွက်ဆိုရင်တော့ဆေးချကိုအသုံးပြုခွင့်ပေးထားပါသေးတယ်။ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေကလွဲပြီးတော့တခြားဘယ်စီးပွားရေးလုပ်ငန်းရှင်ကိုမှအသုံးပြုခွင့်မပေးတော့ပါဘူး။ပြီးတော့အခုစီးမြင့်အစ်စ်ကိုကြေညာချက်မထုတ်ခွင့်ကြတဲ့ကလိုင်စင်ရထားတဲ့စီးပွားရေးလုပ်ငန်းတွေလည်းအခုစီးမြင့်အစ်စ်အတိုင်းပဲဆောင်ရွက်ရတာပါ။ပြီးတော့ဒီသတင်းကထိုင်းနိုင်ငံရဲ့တရားဝင်သတင်း website တစ်ခုဖြစ်တဲ့ Royal Gazette ကနေပြီးတော့ ဖော်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီသတင်းကအခုဆိုရင်လုံးဝတရားဝင်သွားပါပြီ။ကဲအထိုင်းမှာတော့အခုစေချောက်ကိုလုံးဝပိတ်လိုက်ပြီ။ဒါပေမဲ့စေချောက်ကိုခွင့်ပြုထားတဲ့နိုင်ငံတွေကတော့အများကြီးရှိသေးတယ်နော်။